ဟင်းဝိရံနဲ့ပတ်သက်တဲ့တခြင်းတစ်ပုဒ်ကိုစင်ပေါ်မှာနောက်ဆုံးဆိုပြီးငိုခဲ့ရတဲ့ဝိုင်းစုခံတဲ့ဟင်းဝိရံနဲ့ပတ်သက်ရင်ပါမမခံစားရတယ်လို့ဟန်ဆောင်နေပေမယ့်ပြည်သက်တွေကတောင်းဆိုလို့ဟင်းဝိရံနဲ့ပတ်သက်တဲ့တခြင်းတစ်ပုဒ်ဆိုပြီးမှငိုခဲ့တာကစွန်ရောဝိုင်းစုခံတဲ့မှာ ဟုတ်ပါတယ်ပြည်သက်တီအာလုံးတိကြတဲ့အတိုင်းဆရွန်ဝိုင်းစုခိုင်တဲ့တရုတ်ဆောင်ဟင်းဝင်ရန်တို့ဟာတချိန်ကမြန်မာနိုင်ငံရဲ့လိုက်ဖက်ညီပြီးတိတ်ချစ်ကြတဲ့ချစ်သူဆုံးတွဲတွေဖြစ်ခဲ့ကြတာပါဒါပေမဲ့လည်းသူတို့ရဲ့ချင်းရင်ဟာပြည်သက်တီထင်တယ်လို့ဖြောင်ပြူးမနေခဲ့ပါဘူးတင်းနေထွက်ပေါ်ခဲ့တဲ့လောက်ကတော့အတိုင်းဝိုင်းကုန်ကြည့်ပြီးချမ်းသာကြွားတဲ့ဟင်းဝင်ရန်ရဲ့မိသားစုဘက်ကအမှုပညာလောကကဖြစ်ပြီးသူတို့နဲ့ဂုံစင်တန်းမတူဘူးလို့ယူဆရတဲ့ဝိုင်းစုခိုင်တဲ့ကိုသဘောမတူခဲ့ကြဘူးလို့ဆိုပါတယ် သူတို့နှစ်ယောက်ဟာမိဘတွေရဲ့သဘောမတူညီမှုကြောင့်ကနေအတူပေါင်းဖက်ဖို့အထိစ조사ခဲ့ကြပြီးတခါကဆိုရင်ဝိုင်းစုကန်တိန်နဲ့ဟိဝရန်တို့နှစ်ယောက်ခိုးပြေးခဲ့ကြတဲ့အထိဖြစ်ခဲ့ကြပေမယ့်ကန်ဂျမာကမျက်နှာသားမပြီးပင်လမ်းခွဲကြရတာဖြစ်ပါတယ်ဒီလိုဖြစ်ပျက်တွေကြောင့်ပဲပိတ်တံများစုကဝိုင်းစုကန်တိန်ရဲ့ဘက်ကနေရက်တီးပြီးသူမကိုရန်ကိုတနာနေခဲ့ကြတာပါ ဝိုင်းစုခိုင်တဲ့ကိုရိုင်းကလည်းဟိဟိဝီယန်နဲ့ပတ်သက်တဲ့သူမရဲ့ခန်းစားချက်တွေကိုတချင်းနေ့တွေမှာထည့်သွင်းတည်ဆိုခဲ့ပူပါတယ်။ဒါပေမဲ့လည်းချိန်နေကြလာတဲ့အခါမှာတော့အရာအားလုံးကပြောင်းလဲသွားခဲ့ပါပြီ။အခုနောက်ပိုင်းမှာဆိုရင်ဟိဝီယန်ကသူ့ရဲ့ချစ်သည်ဖြစ်တဲ့မင်းသမီးစုပြည့်တစင်းနဲ့မကြခင်လက်ထပ်တော်မှာဖြစ်တယ်လို့ဝိုင်းစုခိုင်တဲ့ကလည်းအသေးကွဲဝေဒနာတွေကိုကြော်ဖြတ်ပြီးတယောက်တည်းတောက်ပနေတာကိုတွေ့ရမှာပါ။ အထူးသဖြင့်ခုရပိုင်းဟဲဝင်းရဲ့ယင်မင်္ဂလာပွဲနေ့ကလာချိန်မှာဝါစုကန်တေးရဲ့မတော်တဆဆိုတဲ့တချင်းတစ်ပုတ်ထွက်ရှိလာခဲ့ပြီးဒီတချင်းဟာ YouTube မှာကြည့်ရှုသူတန်းတဲ့ကြီးအောင်မြင်နေတာဖြစ်ပါတယ်။အချိန်ကတိုက်ဆိုင်မှုကြောင့်လူတွေကဒီတချင်းကိုဟဲဝင်းရန်ကိုကြီးဝဲပြီးဆိုထားတာလားသူရဲ့ခန်းစားချက်တွေကိုဖွင့်ချလိုက်တာလားဆိုပြီးထင်ကြီးပေးနေကြတာပါ။ဒီလိုထင်ကြီးပေးမှုတွေပေါ်မှာတော့ဝါစုကန်တေးကပြတ်သားစွာရှင်းလင်းခဲ့ပါတယ်။ အဆိုပါမတော်တဆတဲ့ချင်းအောင်သူမရဲ့ချစ်သူအောင်ကိုရည်စူးထားတာမဟုတ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါနဲ့မကသေးပဲနောက်မကြခင်ဒီတချင်းတက်ပိုးပြီးယုံထင်ကြောင်တင်ဖြစ်နိုင်တဲ့တချင်းတစ်ပုဒ်တော့ထွက်ဖို့ရှိသေးရဲ့လို့ပြည်သက်တီကိုစကနာထိုးသွားပါသေးတယ်။သူမကဟေးဝီယန်နဲ့ပတ်သက်တဲ့တချင်းဟောင်းတွေကိုလည်းမစိုးရောဘူး။သူနဲ့ပတ်သက်တဲ့ခန်းစားချက်တွေနဲ့လုံးဝမရှိတော့ဘူးလို့ပြတ်သားစွာပြောခဲ့ပေးမယ်။မင်းညကပြုလုပ်ခဲ့တဲ့ရှိုးပွဲမှာတော့အဖြစ်ပြက်ကတမျိုးတမျိုးဖြစ်ခဲ့ပါတယ်။ ပွိုင်းလာကျင်းရဲ့ပြည်သက်တွေကဝိုင်းစုခံတဲ့ငုံဟဲဝိယံနဲ့ပတ်သက်ပြီးစုထားတယ်လို့နမည်ကြီးတဲ့ရုံချင်းနေမောင်ရဲ့တခြင်းကိုတခဲနဲ့တောင်းဆိုခဲ့ကြပါတယ်။ဝိုင်းစုခံတဲ့ငါလည်းပြည်သက်တည်ရင်တောင်းဆိုမှုကိုမလွန်ဆန်နိုင်မယ်။နောက်ဆုံးချိန်လေးနဲ့စုပေးကြတာပါ။ဒါပေမဲ့ဒီတခြင်းကိုတီးဆုံနေချိန်မှာတော့ဝိုင်းစုခံတဲ့တရားသူ့ရဲ့ခန်းစားချက်တွေကိုမထိန်ချုပ်နိုင်တော့ပဲစင်မြက်ပေါ်မှာမျက်ရည်တွေစီချလာပြီးဝန်နေငိုကြွေးခင်ရတာမို့ပွိုင်းလာကျင်းရဲ့ပြည်သက်တွေကပါသူ့မနဲ့ထပ်တူခန်းစားပြီးတနာနေခဲ့ကြတာဖြစ်ပါတယ်။ ဒီမြင်ကွင်းကြောင့်ဝမ်းစုကန်တဲ့တရားပစ္စကတာမိပြီးပြက်ပြီလို့ပြောနေပေမယ့်သူ့ရဲ့နှလုံးသားထဲမှာတော့ဒဏ်ရာဟောင်းတွေရှိနေသေးတယ်လို့သုံးသပ်နေကြပါတယ်လူကြီးကြီးပြောသလိုပါပဲအချင်းဦးဆိုရာကမြေဦးရတဲ့အထိမမိနိုင်ဘူးဆိုတဲ့စကားပုံတိုင်းဝါစုခိုင်ပိန်နေနေလေသူ့ရဲ့အချင်းဦးဖြစ်ခဲ့တဲ့ဟင်းဝီယန်ကိုတကယ်လည်းမမိနိုင်သေးတာဖြစ်မယ်လို့ထင်ကြေးပေးနေကြတာပါ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောကိုပွားရဲ့ခြေဥကိုတကယ်ပဲမိနိုင်ခဲ့ကြပြီလားဒါမှမဟုတ်ဝိုင်းစုကန်သိန်းလိုပဲရှင်ထဲမှာအမှတ်တရတွေချက်ရှိနေသလားဆိုတာကို comment မှာမျှဝေပေးသွားကြပါအောင်ရှင်